မင်္ဂလာပါရှင်။ရှဲအေကိုမီဒီယာကကြိုဆိုပါရစေ ရက်ဆောင်မြို့နိုင်39ကျင်းမြောက်တပေါင်းလာပြင်းနေဗုဒ္ဓပုဇနိယပွဲတော်ဆွမ်းဆန်စိန်လောက်လူဝဲကျင်းပတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်တွင်39ကျင်းမြောက်တပေါင်းလာပြင်းနေဗုဒ္ဓပုဇနိယဆွမ်းဆန်စိန်လောက်လူဝဲကိုယမန်နေမွန်လွဲ3နာရီကစူလာမျက်မှုနီကုသိုလ်တော်ဘုရားကြီးမင်္ဂလာလက်မတစေရွှေညောင်ရက်ဆောင်ကလက်မအတိုင်းမြို့မဇင်းနိုင်စဉ်အဝိုက်ပက်အထိဆွမ်းဆန်စိန်လောက်လူဝဲအားကျင်းပခဲ့ပါတယ်။ အစိုးရစွမ်းစံစိန်လောင်းလူပွေးကိုရက်ဆောင်မြို့နယ်အတွင်းရှိ ပြင်ချောင်း29ချောင်းမှာတန်ခါတော်982ပါးနှင့်တိလားရှင်38ပါးတို့အားပါတူးတက်နေမှုဘုံမှုကြုံနိုင်စုံဦးနှင့်တက်နေမှအရာရှိများမိသားစုဝင်များတက်ရင်တက်ဖွဲ့များဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုဦးဆိုင်ဆန်ခန်းနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်များဌာနဆိုင်ရာများမြို့မြူရေးအသင်းဖွဲ့များပௌကလိကဘဏ်ခွဲများစစ်မှုတန်းဟောင်းအဖွဲ့များ မြို့ပေါ်ရက်ကွက်များမှာစေတနာရှင်အမှုရှင်များစုပေါင်း၍တက်မှတ်နေရများအတိုင်းစွမ်းဆန်စိမ့်နှင့်လူပွဲပစ္စည်းများကိုစက္ကန့်လူဒန်းခဲ့ကြကြောင်းသိရှိရပါသည်။